ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April 24ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်လည်းတို့သွားကြည့်အောင်ဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီညမှာတော့ကျွန်တော်လိုရင်းတူရှင်သတင်းတွေမှာဖတ်ပြတော့ပြင်တယ်သတင်းဗီဒီယိုတွေပဲတစ်ခါတွက်လိုက်မယ်နော်ကြပြတော့ကျွန်တော်ကြည့်ရမှာတော့အချမ်းဖက်စစ်ကောင်စီကပေါ့နော်တရုတ်နိုင်ငံကထုတ်တဲ့ဒီ drone နေနဲ့ပေါ့နော်ခုဒီကျွန်တော်တော်လိုက်တစ်ဖွဲ့တွေကိုတိုက်ခိုက်နေတယ်ဆိုတော့အကြောင်းကိုဘိုးကြီးမျိုးစင်ထုတ်ပြောထားတဲ့သတင်းနားအောင်ကြည့်အောင်နော်ပန်ဖိုးကူညီနေတဲ့အချမ်းဖက်ဖက်စစ်တပ်ဟာစင်းမြင့်ဤပညာရဲ့အသုံးပြုပြီးတော့ပြည်သူတော်လိုင်းရေးပြည်သူကျေလုံးပါဝင်တဲ့တော်လိုင်းရေးကိုခြေမုံတုတ်တင်ဖို့သူအင်ကုန်အားကုန်ကြိုးစားနေပါတယ်ဆက်လက်နဲ့ပစ္စည်းတွေဆိုရင်လည်းအခုနောက်ဆုံးတင်ဆက်ရမိတဲ့ခဲရန်နေဘုံဒီတွေကိုကြည့်ရှုလို့ရှိရင်2025ခုနှစ်နှစ်လပိုင်း3လပိုင်းလောက်ထိကထုတ်လုပ်ထားတဲ့ခဲရန်တွေကိုအစောတလင် တော်တော်ကမျောထုတ်ယူသုံးဆွဲပြစ်ခတ်နေရတဲ့အနေအထားထိစစ်ကောင်စီဟာဖက်စစ်တပ်ဟာခေယံပြက်လက်မှုအနေအထားကို ရင်ဆိုင်လာရပြီဖြစ်တယ်။ဒီချိန်မှာတရုတ်ကလာရှိုးမျိုးပြန်လဲတိမ့်ပိုက်ဖို့စစ်ကောင်စီရဲ့ဆောင်ရွက်မှုကို ပေါ်ပေါ်တင်တင်ဝင်ရောက်ဆွတ်ဖက်သူ့ရဲ့ဆက်ဆံရေးရာရှိကြီးကိုယ်တိုင်ပါဝင်ပြီးတော့ထမ်းဆောင်လာတဲ့အချိန်မှာပဲ Indo-Pacific Strategy အရအခုနောက်ဆုံး American တာဝန်ရှိတဲ့သူက ASEAN American Summit မှာပြည်ဝင် ထုတ်ပြန်ပြောဆိုလာပြီးမနေ့ကနောက်ဆုံးပြတ်သားတဲ့နောက်ဆုံး warning ဖြစ်အကြမ်းဖက်မှုများချက်ချင်းရပ်ဆဲဖို့နဲ့ဖန်စီထားတဲ့မတရားဖန်စီထားခံရတဲ့နိုင်ငံရေးကျင်းသားအလုံးကိုချက်ချင်းချင်းချင်းဖြစ်စေလို့ပြဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုအဟံတာအတားအဆီးမရှိဝင်ရောက်ကူညီကယ်ဆယ်ခွင့်ပေးဖို့ဆိုတဲ့ထုတ်ပြန်ချက်ဟာအခုတရုတ်နိုင်ငံရဲ့ပေါ်ပေါ်ထင်ထင်မြန်မာအရေးကိုဝင်ရောက်ဆွတ်ဖက်ပြီးတော့အင်ဒိုပစိဖိတ်ဒေသမှာတရုတ်ကဩဇာအာဏာဖျန့်ချက်ဖို့အရေးတွေကို အမေရိကန်နဲ့အိန္ဒိယဩစတြေးလျ Quad ဖွဲ့ဝင်တွေအနေနဲ့ရှေ့ဆက်ပြီးဒီတိုင်းခွင့်ပြုထားလို့မဖြစ်နိုင်တော့ဘူးဆိုတော့ပထဝီနိုင်ငံရေးရဲ့နောက်ဆုံးသုံးသပ်ချက်အခြေအနေတွေကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးအနေနဲ့တော်လန်ရေးအဲဘက်သားတွေအားလုံးအနေနဲ့ဖြစ်တည်နေတဲ့ဖြစ်စဉ်ကို ultimate truth ပေါ့နောက်ဆုံးဖြစ်တဲ့အမှန်တရားကိုကောင်းစွာစောကြောသိရှိကြပြီးတရုတ်နိုင်ငံရဲ့ပအဝင်ပတ်သက်မှုကိုလည်း သတိကြီးကြီးနဲ့ထားရမှာဖြစ်တယ်လို့အာဗီယာမြောက်တဲ့ကျွန်တော်တို့ရဲ့နိုင်ငံနိုင်ငံတော်နာဂတ်တိဆောင်ရေးမှာလည်းအင်းဒီကြီးနိုင်ငံတွေရဲ့အခြေအနေလည်းပဲပေါဝင်တာမှုလို့ကျွန်တော်တို့ဟာဆိုတော့လည်းမချောက်စီတို့တော့ဆိုးရွားတဲ့ရုပ်ကမ်းမှုထိလည်းဖန်တီးမှုမဖြစ်စေအောင်နိုင်ငံရေးတန်တမာရေးနိုင်ငံသားချင်းချင်းဆက်ဆက်ပါဝင်ပူးပေါင်းတဲ့လှုံ့ဆော်မှုအရေးတွေကိုစူးစမ်းဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဒါကတော့တရုတ်နိုင်ငံက ဒီဒုံးအတွက်ထုတ်လုပ်ပြီးတော့တက်ဆက်ပေးတဲ့ဘက်ထရီတလုံးဖြစ်ပါတယ်အဲ့တော့မြင်မာလာတဲ့ဤပညာဟာအင်းအင်းအင်းကြီးင်းအင်းအားသေးတဲ့နိုင်ငံတွေကိုပျက်စီးရပျက်စီးချောင်းအတွက်ကိုပဲအသုံးပြုလာတဲ့တရုတ်နိုင်ငံရဲ့အင်းအားကြီးထောင်းမှုဟာကျွန်တော်တို့နိုင်ငံတစ်ခုတည်းကိုအဲဒီချင်းချောင်းမှုဖြစ်စေတာမဟုတ်ဘူးအာဆီယံဒေသတွင်းရဲ့တည်ငြိမ်မှုနဲ့စီးလုံးမှုနဲ့အနာဂတ်ဖွံ့ဖြိုးမှုအတွက်ကိုပါကြီးမားတဲ့ချင်းချောင်းမှုဖြစ်စေတယ်အာဆီယံဒေသတွင်းတစ်ခုတည်းတွင်ချင်းချောင်းမှုဖြစ်စေတာမဟုတ်ဘူးအင်းတို့ပစိဖိတ်ဒေသအပါအဝင် အရှိလေပိုင်းဒေသနဲ့တတိယကမ္ဘာစစ်ကိုတာဆူနေတဲ့ဒီပူပြင်းနေတဲ့စီရေးအရွေ့တွေကြားထဲမှာတရုတ်နိုင်ငံရဲ့ဒီလောဘအတ္တပညာမာနတလွဲအုံမှုကြီးထွားလာခြင်းဟာလည်းပဲကမ္ဘာကြီးကိုချင်းချောက်မှုဖြစ်စေပါတယ်။ဒါကြောင့်ကမ္ဘာနိုင်ငံလူနိုင်ငံသားအလုံးကမ္ဘာကြီးကိုတည်ငြိမ်အေးချမ်းစေဖို့အတွက်လောဘအတ္တမောင်မိုက်ခေါင်ခိုက်လာတဲ့အင်အားအင်အားကြီးကွန်မြူနတီ နိုင်ငံကြီးတချို့ရဲ့လှုပ်ရှားမှုတွေကိုဝိုင်းဝန်းကန့်သက်တင်းသက်ပြီးတော့ကဘာဒီကွာသဘာတွေရဲ့စီလူညင်မှုအားကိုပြသဖို့အချိန်ရောက်ပြီဆိုတဲ့အကြောင်းမြမပီကတင်းစီရမိတဲ့တရုတ်ထုတ်စစ်တပ်ပစ္စည်းတစ်ခုကိုအစားပြုပြီးအတွေးတစ်ခုတင်ပြလိုက်ပါတယ်။ကဲဒါရပါနော်။အချမ်းပါစစ်ကောင်စီကိုထောက်ဖို့ဒီစစ်တပ်ပစ္စည်းတွေထောက်ဖို့နဲ့ဒီတရုတ်ရဲ့ပစ္စည်းတွေတွေ့ရပါနော်။အဲ့တော့ဒီခုဆိုရင်တရုတ်ကပြောင်းပြောင်းတင်းတင်းကိုကျွန်တော်မြန်မာပြည်ရဲ့အရေးတဲ့ဝင်စွန့်နဲ့တွေ့ရပါနော်။ အဲ့တော့အခုဆိုအခုဆိုရင်ပေါ့နော်ဒီ last show တာမကောက်ဘူးဒီတိန်ဒီတို့ဘာလို့မှဆိုရင်လေဒီ sign board တွေအရစပါနော်တရုတ်စာတွေပြောင်းခိုင်းနေဆိုတဲ့အနေထားတွေတွေ့ရရနော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒေါ်ဆန်းစုကြည်ကိုပီတုဂုံရီစုချီပေးရချင်းပြလိုက်တယ်ဆိုတဲ့သတင်းကိုကျွန်တော်နောက်နောက်ကြည့်အောင်နော်ပြည်သူ့ဂုံရီဂုံပြုတ်မှုအဖြစ်လူထုကောင်းဆောင်တော်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့တာဟာ အကြမ်းဖက်စစ်အာဏာရှင်ကိုဒုမထောက်ပဲကြံ့ကြံ့ခံတွန်းလှန်နေတဲ့စိတ်ဓာတ်ခွန်အားတွေကြောင့်ဖြစ်တယ်လို့ပြည်သူ့ကောင်ရီအသင်းဗဟုအလုံအမှုဆောင်ဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ American အခြေစိုက်ပြည်သူ့ကောင်ရီအသင်းဟာ2025ခုနှစ်ရဲ့16ကြိမ်မြောက်ပြည်သူ့ကောင်ရီဂုံပြူမှုအဖြစ်လက်ရှိနိုင်ငံရေးအကျဉ်းသားလူထုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဒါဟာသူမရဲ့ဘဝတစ်လျှောက်လုံး မြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြမ်းဖက်ဆစ်အာဏာရှင်ကိုဒူးမထောက်ပဲကြံ့ကြံ့ခံတွန်းလှန်နေတဲ့စိတ်ဓာတ်ခွန်အားတွေကိုဥညွတ်ဂုံပြုခြင်းလည်းဖြစ်တယ်လို့ပြည်သူ့ဂုံရီအသင်းကထုတ်ပြန်ပါတယ်။တကယ်တော့ပြည်သူ့ဂုံရီဂုံပြုမှုတွေဆိုတာကအဝေးရောက်နေသူတွေကပြည်တွင်းကိုလှမ်းပြောတဲ့ကျေးဇူးတင်စကားပါလို့ပြည်သူ့ဂုံရီအသင်းပြောခွင့်ရှိသူဦးကျော်ဝဏ္ဏက People Spring ကိုပြောပါတယ်။နောက်ပြီးဒေါအောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရဲ့ထောက်ခံမှုမကြုံစဘူးရရှိတဲ့ကောင်းဆောင်ဖြစ်ပြီးဒီလိုကောင်းဆောင်မျိုးကိုထောင်သွင်းအကျဉ်းချထားခြင်းဟာတိုင်းပြည်အတွက်လည်းနစ်နာကြောင်းသူကဆက်ပြောပါရယ်။ဒါအပြင်မတရားဖန်ဆီးထိမ့်သိမ်းခံရတဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေနဲ့တူတမျိုးသားအလုံးစစ်ကြုံဘဝလွတ်မြောက်ရေးအတွက်ပြည်သူ့ကောင်ရေးအသင်းကြီးကဆက်လက်အားဆိုင်ကြိုးပမ်းသွားမယ်လို့လည်းကတိပြုကြေညာပါရယ်။အမေရိက၊အာရှ၊ဥရောပ၊ကနေဒါ၊နယူးဇီလန်၊အော်စတြေးလျအပါအဝင်ကမ္ဘာတစ်လုံးမှာ ပြည်သူ့ကော်ရီအသင်းဌာနခွဲပေါင်း42ခုရှိပါတယ်။အဲ့ဒီအသင်းဟာမြန်မာပြည်မှာ2021ဆက်အနာသိမ့်မှုနောက်ပိုင်းຫນွေဦးတော်လှန်ရေးပြည်သူတွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေတာအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ຫນွေဦးတော်လှန်ရေးအတွင်လူငယ်တွေရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကော်ရီဂုံပြုမှုတွေအဖြစ်ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ဆက်အနာသိမ့်မှုမတိုင်ခင်ကလည်း COVID-19 ကာကွယ်ကူတာရေးစွန့်စွန့်တမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရဲလွင်ဦးဆောင်တဲ့မန္တလေးမြို့တော်စီပင်သာယာရေးကော်မတီ ရန်ကုန်မြို့မော်ဆလင်ကုသိုလ်ပြည့်စေယုံမန္တလေးမြို့ဖောင်တော်ဦးဖုံးတော်ကြီးတင်ပညာရေးအထက်တန်းကျောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်နဲ့လူပုဂ္ဂိုလ်တွေထဲကဆိုရင်တော့ရန်ကုန်နာရေးကူညီမှုအတင်းဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်းမြောင်နဲ့ဘာကသကျောင်းသားကောင်းဆောင်မဖြူဖြူအောင်တို့လည်းပြည်သူ့ဂုံရီဂုံပြူမှုရရှိခဲ့ပူးပါရရှင် ကဲကျွန်တော်အခုနောက်နားထောင်မှာသတင်းကတော့ဒီ last show မြို့မှာဒေသခံတွေကဘယ်တော့ဒုက္ခရောက်နေလဲဆိုတာကိုပေါ့နော် last show မြို့ဒေသခံတွေပြောထားတဲ့ဒီ video file ကိုကျွန်တော်နားထောင်ကြည့်အောင်နော်မတော်တဲ့အနေနဲ့မဟုတ်ပါဘူးအားလုံးလာရှိပြီးသူနေတာဒါတည်းလေးကျွန်တော်တို့ခံစားရမှာပါဘာလို့လဲဆိုတော့ ။ငါရှုံမျိုးကတေးတဲ့လူတေးတယ်၊နာတဲ့လူနာတယ်။ဘဝကိုရင်းပြီးတော့ဟိုကလည်းဆုံးရှုံးမှုလေ။ဘဝလေးပြတ်ခဲရတယ်။ခနေတကြီးမှာပြောအပြောအစင်းဆုံးပြောမယ်ဆိုကျော်လာရှုသားလေးဖိရှောင်ကြီးသွားတဲ့ဟာလေ။အာရှမ်းပြည်တောင်ပိုင်းကလောတို့လူမျိုးလေးအောင်မန်းတို့လူမျိုးမှလေးတွားပြီးတော့ရည်ကြီးပြီးတော့တေးတဲ့ဟာလေးရှိတယ်။အဲ့ဖြစ်ပြီးတော့မြို့ထဲမှာတည်တဲ့ဟာလေးရှိတယ်။အခုဆိုရင်လာမန်းလေးကိုစစ်ဆောင်လာတဲ့ငလင်းနဲ့တည်တဲ့ဟာလေးရှိတယ်။ အစုံအစုံပြပြောမယ်ဆိုရင်တော့ဆုံးရှုံးမှုလေတကယ်ကိုခါးပြီးခါးပြီးခံရတယ်ဖက်ပေါင်းစုံကနေပြီးတော့တကယ်ကိုဘဝကိုလုံးလုံးကိုဘဝပြောင်းကိုဖြစ်ခဲ့ရတယ်ဆန်းအခုလောတယောက်ရဲ့ဩဇာနဲ့စစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့ MMDA တို့ဟာတက်လဲပြည့်လဲတွားခဲ့ပြီးတော့ဆုံးရှုံးမှုများအောင်တိုက်ပွဲဖော်ဆောင်ခဲ့တဲ့လက်နက်ကင်တွေဟာလည်းပြည်သူတွေကိုကြည့်ပြီးလှောက်ဆောင်နေတာမဟုတ်ပဲနဲ့အာဏာတည်မြဲရေးနေမြေရရှိရေးအတွက်ကိုဖော်ဆောင်နေကြတာဖြစ်တယ်လို့ပြည်သူတွေကတော့ဝေဖန်ပြောဆိုလိုက်ပါတယ်။အားလုံးဒီအာဏာရရှိရေးအာဏာတည်မ ငယ်ရေးကုရနေမြေလုံချုံရေးကုရနေမြေပူပြီးတော့ခိုင်ခန့်ရေးများပြားရေးဒါလေးကြောင့်ပဲလေတကယ်တကယ်ကျွန်တော်တို့ပြည်သူတွေကတော့ဒါလေးဘာမှမသိဘူးဘာမှလည်းနားမလည်ဘူးဖြစ်လာတဲ့အပေါ်မှာလားကြောက်အားလန့်အားနဲ့အတက်ပြေးကနေလူပြီးတော့ထွက်ပြေးရတယ်လွတ်တဲ့လူလည်းလွတ်တဲ့တေးတဲ့လူလည်းတေးတဲ့အထူးတော့ဖြစ်လွတ်တယ်ဆိုလည်းဘဝကတော့ပြတ်တယ်စီးပွားရေးလေအချိန်လေး ဆုံးရှုံးရတယ်စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာအာရုံနဲ့နာခဲ့ရတယ်အခုလိုတက်ပကြံပီတူတွေရဲ့ဆုံးရှုံးမှုတွေကိုလည်းတက်ဆိုင်ရာအဖွဲ့အစည်းတွေကနေတာဝန်ယူမှုတာဝန်ခံမှုရှိစေချင်တယ်လို့ဒေတာခန့်တို့ကအခုလိုဆက်ပြောပါတယ် ဒီကအပြင်ကတော့တာဝန်ယူဖို့တာဝန်ခံမှုအပြည့်ရှိတော့ကောင်းတာပေါ့ဗျာ။တစ်ချိန်လုံးကဘလောက်ပဲရံဖြစ်ဖြစ်လင်မယားလိုပဲလေအခုကတို့တို့ကတစ်ချိန်လုံးကရံဖြစ်တယ်ရိုက်ပွဲတယ်ဦးဦးကပ်ပကံအာဘေးဘေးလေးတင်ခတ်တယ်အခုကြတော့ပြန်ပြဲသွားတဲ့ချိန်ကြတော့လေတို့တို့ပဲလေဟိုတို့တို့မဟုတ်တလို့လို့နဲ့တို့တို့ပါပဲ။အခုကျွန်တော်တို့ပြောချင်တာတခြားကဒေတာနဲ့ဆွေးနွေးမနေနဲ့ဒီလူအတွက်ဘလို့ဘလို့ပြန်ပြီးတော့ဖြည့်ဆည်းပေးမလဲ။အဲဘလို့ဒီတို့လေးဖြစ်သွားတဲ့ဒီစိတ်ပံရရမှုလေဘလို့ပြန်ဖြည့်သိမ့်ပေးမလဲ။ဘလို့ကုစားပေးမလဲဆိုတဲ့ဟာကိုလေအာပါဝင်ဆွေးနွေးပေးပါလို့တောင်းဆိုချင်ပါတယ်။ တရုတ်ရဲ့ဂျာဝန်စစ်ဆန်ညစ်နိုင်ပေမှုကြောင့်ကော့ကန်တပ်ဖွဲ့ဟာလာရှိုမြို့ကနေဧပြီ21ရက်နေ့ကစပြီးတော့အလုံးစုံတက်ဆုတ်တွားခိုင်းပြီးမြို့အေးပပလက်ရွာတွေမှာတော့တက်ဆွဲပြီးတော့နေထိုင်နေတာရှိနေတယ်လို့သိရပါတယ်။တပ်ဖက်မှာလည်းလာရှိုမြို့အတွင်းလက်နက်ကင်ပရိပခတွေမဖြစ်အောင်တရုတ်အစိုးရကလည်းညှိနှိုင်းရေးကော်မတီအနေနဲ့ရုံးဖွင့်ထားတယ်လို့သိရှိရပါတယ်။ ကဲဒါကတော့ MMD လာရှုတော့နေဆုတ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လာရှုပြည်သူတွေရဲ့ခံစားချက် verify ဖြစ်ပါတယ်เนาะအဲ့တော့ဒီ MMD ကဒီလိုမျိုးဆုတ်သွားတာနဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်တော်လိုင်းဖက်မှာလည်းတော်တော်လေးကိုထိခိုက်လာတဲ့ဟာတွေရှိတယ်ဗောနော်အခုသူတို့ကပြောတချို့ပြည်သူတွေပြောတဲ့ပုံစံဆိုရင်လာဒီလိုမျိုးတိုက်ခိုက်ပြီးဆုတ်သွားတာနဲ့တူမလာမတိုက်ခိုက်ရင်တော့ပိုကောင်းတယ်ဗောနော်ပြည်သူတွေနားတယ်ဘာညာပြောတဲ့ဟာတွေကနောက်ပိုင်းကျရင်တော်လိုင်းဖက်ချိုင်းကိုလည်းရောက်ရှိလာတဲ့အနေအထားတွေဖြစ်လာရင်တော့ဒါတော်လိုင်းကြီးကိုလည်းဟိုဘလို့လဲ လမ်းလွဲစီတယ်ပေါ့နော်အဲ့တော့ MMD ရဲ့လုပ်ရက်ကတော့တကယ်တော်လိုင်းကြီးတွေ့လဲလုံးဝမကောင်းတဲ့အခြေအနေဖြစ်ပါနော်အဲ့တော့ဘာပဲပြောပါမကြခင်တော့ဒီကိစ္စတွေဒီတက်ဆိုင်တာဖွဲ့စည်းကြအ мян ဆုံးပေါ့နော်ထုတ်ပြီးရှင်းလင်းဖို့လိုပါရယ်နော် MMD လာရှိုကနေဆုတ်တဲ့ကိစ္စနဲ့ဖြတ်ပတ်သက်ပြီးတော့ပေါ့နော်ဘောမယောက်ကကဘူမသိကိုမသိပျော်နေတဲ့အဖာတွေကိုဒက်ဖဲလိုက်တယ်ကမှကိုကြောရဲ့ဘီလိုချက်နှောင်းအောင်ကြည့်အောင်နော်ဆောက်သုံးမကြတဲ့ဖက်စစ်ဂျပူကိုဘလို့အရေးချင်းရှိတယ်လေဟုတ်လား ဘလူများတော်လှုပ်လိုက်တယ်ဆိုပဲမင်းတို့ကနွားတွေနွားတွေတကယ်နွားတွေမင်းတို့ကောင်းနေဟင်ဒါကြောင့်ဟိုပြည်သူတွေကစစ်ခွေးစစ်ခွေးခေါ်တယ်ဆိုတာမင်းတို့မနာနဲ့မနာနဲ့เนาะမနာနဲ့ကာရှုကြည်တစ်ချက်မဖောက်ပဲဟုတ်လားပြန်ရသွားတယ်ဟုတ်လားဟမ်မအီလူဇော်ဘွိုင်းဆိုတဲ့ကောင်ဟမ်နွား ငါစကားနွားရမင်းသိပ်ပြောတဲ့ကောင်ငါလုံးမသာငါကြီးကျင်တာမင်းရောတလားဟမ်အဘကဘလူများဘလူဘလူများလှုပ်လိုက်လည်းမသိဘူးဆိုပဲဟမ်ငါလုံးမသာတရုတ်ကလိုးတာတဆုံးလိုးတာတလားတဆုံးလိုးပြီးတော့မင်းတို့နွားတွေလိုမင်းတို့နှစ်ဖားချိုးကင်တာနှစ်ဖက်ရှင်းလားငါပြောတာမေလိုးတွေတေချာနာထောင်းနော် 那怕就改那啦，你别个是亏，你别个 MNDAA 啊，是亏过，那怕就衰了啦，骗萝卜就那怕就衰了啦，是那样，没没思由，没有宝马的，又改高的，没思路，是养膘的，完了没有把个把把路受伤家伙，都嘛把路以前细家伙，公里突破就讲第二，把把以前细的，把少以前的表达细路了，啊，罗马大的。 ဘယ်ပဲနော်ဒါကြောင့်မို့စစ်ခွေးအယိုးကိုက်လို့ခေါ်တာမင်းတို့ဟင်စစ်ခွေးအယိုးကိုက်လို့ခေါ်တာမင်းတို့မနာနဲ့ဟာလို့မဟာရီတနတ်တစ်ချက်မဖောက်ဘူးဆိုတာတယုတ်ဖင်လာလို့တယ်အဲ့ဒီမင်းတို့ဖက်စစ်နွားတွေဖက်စစ်စစ်ခွေးနွားတွေကိုဟောလို့နဖားကြိုးကန်ပြီးတော့ဖင်ကိုတဆုံးလိုးတာနားလေလားငါပြောတာဟမ်တဆုံးလိုးပြီးမှနွားတွေကိုနဖားကြိုးဆွဲထားသေးတယ်ဟုတ်လား ်ကျင်တို့လားမေတို့အနောက်ကနေကျင်တို့ပြီးတော့ဟေးဟိုသွောဟင်ဒီဘက်ကောင်လေဒီဘက်ကောင်ဒီဟိုသွောနဖာကျိုးဆွဲပြီးတော့မေလိုးများအဲ့တော့သဘောမပေါက်ဘူးကိုယ်နိုင်ငံထဲကိုသူများဖိလာလိုးနေတာတော့မိန်ခံပြီးတော့အာကောင်းလိုက်တာကောင်းလိုက်တာအော်နေတဲ့ကောင်လေးမင်းတို့ကောင်လို့ရှင်းလားငါပြောတာမေလိုးလေထမင်းစားတိုင်းလူမပြည့်ဘူးဆိုတာမင်းတို့လိုစစ်ခွေးအယိုးကိုက်ဘောမသက်ကိုပြောတာဟုတ်တယ် လိုမျိုးတွေကိုယ်နိုင်ငံမှာကိုလိုနီဆိုတဲ့ကောင်တွေကဝင်လာပြီးတော့အာဏာရှင်ကိုမှဂုတ်ဆွဲပြီးတော့ငါတို့မှကိုလိုနီလက်အောက်ဆွဲသွင်းတာဒါကူမြတ်ငါလိုမှသားဘာကိုပျော်လို့ပျော်နေမှမသိဘူးငါတို့အပန်းကဘလောက်ထိစောက်ရည်ချင်းရှိဘာစောက်ရည်ချင်းရှိလို့လဲမင်းတို့ဘာမှာနော်မင်းအောင်လိုက်မေလိုအဲ့ဒီဖက်စစ်စစ်ခွေးမေးကြဘာစောက်ရည်ချင်းရှိလို့လဲလေးနှစ်ကျော်လာပြီလေဘာစောက်ရည်ချင်းရှိလို့လဲ 啊罗马哈里，没罗是亏的，但这不是亏也是亏了可了，没那么难呢，没罗没有的。啊个，给他了，我就要比如说吧，喏，哎罗，你宝马的嘛，喏，不么地，哥么地呢？你第二个，哦哦，那个他又要来了嘛，喏，你过月。ညီမပြီးသေးကဘာတွေပေးလိုက်လို့ဆိုတာမသိဘဲနဲ့သူ့အဖအိုပဲလုံးဝပေါ့နော်ဘောမနေတဲ့အဖွဲတွေပေါ့နော်အဲ့ဒီအဖွဲတွေကိုဦးကျော်တဲ့ပဲပြောလိုက်တာဖြစ်ပါတော့ ဟုတ်ကဲ့ကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းပီလို့လေးကတော့ကိုစီပြောထားတဲ့သတင်းပဲဖြစ်ပါနော်အဲ့တော့ကိုစီဘာတွေပြောထားတဲ့ချက်လမ်းအောင်ကြည့်လာအောင်နော်သိမ့်မှာလက်ခုထပ်ပြီးလို့မရဘူးအဲ့ဒါအရေးကြီးဆုံးအချက်နော်စကန်းသိမ့်မှာလက်ခုထပ်ပြီးကြတာကလူတိုင်းသိတတ်တယ်ဒါပေမဲ့အဲ့ဒီလက်ခုနီးနိုင်ကြဖို့အတွက်ကျွန်တော်တို့တွေကြိုးဝမ်းကြိုးစားပေးကြဖို့လိုအပ်တယ်ညာဒါအောက်ကနေမှပါတဲ့နော်အကူကသူရဲ့ညီးဝါတာကရမုံဝေရှားတာခက်ခဲတယ်မကိုစီကိုလည်းကျွန်တော်ဒီတော့တိတ်ပုံမကတ်ရှင်လို့ပေါ့နော်ဒီကကျွန်တော်နားမပြောတာလေအဲ့ကျွန်တော်လည်းခကြီးထွက်နေရတယ်နော်အဲ့တော့ ပြန်လာလို့ရှိရင်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားမယ်လို့တော့ပြောလိုက်တာပဲ။ဒါပေမဲ့တခါကြလို့ရှိရင်ဒီတော်လန်ကြီးကခက်မြန်မြန်ပြီးရှင်းနေတယ်။အဲ့နောက်တစ်ခုရှိတာကကျွန်တော်တော်လန်ကြီးဟာကျွန်တော်ကိုအားကိုကိုမှရမယ်နော်။အခုတရုတ်ကပေါ်တင်ဝင်ရောက်ဆွဖက်လာတာဖြစ်တယ်။မျက်နှာပြောင်တိုက်ပြီးတော့ကိုမြမအနိုင်ငံအရေးမှဒီစစ်ကောင်စီကိုအတက်တွင်းတာပေါ်တင်လာလို့လား။နော်ဒါကြီးကကျွန်တော်တို့ဘက်ကညင်ညာရင်အကောင်တုတ်ပြန်လို့ရတယ်။မညင်ညာလို့ရှိရင်တော့ဒူတပေါက်ကိုတပေါက်ဖြစ်နေရင်နော်တကောင်ကောက်စားနှစ်ကောင်ကောက်စားကောက်စားသွားလိမ့်မယ်။အကြီးကပြဿနာအဲ့ဒါ။နော်အခုဆိုရင်ကျွန်တော်တို့ ကောင်းကောင်းနည်းမြေစိုးမိုးနိုင်အောင်လုပ်ပြဖို့အရေးကြီးတယ်မြေပြန့်မှာနည်းမြေစိုးမိုးနိုင်အောင်လုပ်ပြဖို့အရေးကြီးအဓိက PDF PDF ထိချုပ်ထားတဲ့ဒေတာတွေမှာကျွန်တော်တို့တွေကအခိုင်အမာအင်အားကိုတိစောက်ထားနိုင်အောင်လုပ်ဖို့အရန်အရေးကြီးတယ်ဒါကိုတော်လိုင်းအင်အားစုတွေအားလုံးကသဘောပေါက်ဖို့လိုအပ်တယ်ဒါမှသာလျှင်တရုတ်ကဖိအားနော်ဒီတခုခုကဖိအားရင်ဆိုင်လိုက် PDF တွေအရှိရရင်ဆိုင်လို့ရတယ်အခုလိုမျိုးတိုင်းတန်းနဲ့နှက်ကင်နေဆိုတာအေးရခိုင်ဆိုရင်တော့လွတ်ရင်လွတ်လိုက်မယ်နော်ဒီဘက်ရှမ်းမြောက်ကအဖွဲ့တွေဆိုတာရှင်းလို့တရုတ်ကိုအားကိုးပြီးနေရတာအဲ့တော့တရုတ်ကရုံမှမှုကိုဘာမှမလွန်ဆန်နိုင်ဘူး အဲ့ဒီအချိန်မှာကိုယ့်ဘက်မှာ PDA အင်အားကအားကောင်းထားမယ်လို့ဆိုရင်အဲ့ဒါလိုရုံမှမှုကိုကျွန်တော်တို့တံပြန်လို့ရလိမ့်မယ်။အဲ့တော့ညကတော့ဟိုညီွားတဲ့ရေပေါ်လို့ကျွန်တော်လည်းအားပေးလိုက်တယ်။တကယ်မဟုတ်လိုအပ်ချက်တွေကများစွာလိုအပ်ချက်မှာတို့တွေကဒီနည်းမျိုးစုံကြိုးစားနေကြတာ။ IOG ဆိုတာကရှင်းရှင်းပြောရင်အစိုးရတရားအနေနဲ့မရှိဘူး။သူ့မှာအခွန်အခတွေနဲ့တော့လက်ပတ်တာရှိတယ်မဟုတ်။ဒါပေမဲ့ဟိုကျွန်တော်ရှင်းရှင်းပြောတဲ့အချိန်မှာတော့ IOG လိုအပ်ချက်တွေတော့ကျွန်တော်ပြောပေးပါတယ်။ဒါပေမဲ့ဒါတွေက public ပေါ်မှာကျွန်တော်မပြောချင်တဲ့အရာတွေအများကြီးရှိတဲ့ခါကြတယ်။ကိုယ့်ဘက်မှာ IOG ရဲ့အားနည်းချက်တွေကလည်းအများကြီးရှိတယ်။နော်။ ဟိုဥမာဆိုရပါလို့ဗျာဒါ AUG အနေနဲ့ဘယ်လိုပုံစံအဲမူဝါဒနဲ့တွားထားလဲတော့မပြောတတ်ဘူးကိုပဲညံမမိတာတော့မတည်ဘူးเนาะအဲ့ဒါဘာလဲဆိုတော့ပကဖရယ် PDF ရယ်เนาะသူတို့ဘက်မှာဆိုရင်ပကဖတွေကငွေရှာထားတယ်တဲ့အဲ့ငွေတွေက PDF တွေလည်းမချပေးဘူးเนาะဘယ်လောက်ရလို့ရမှန်းလည်းမတည်ဘူးဒါမျိုးပြဿနာတွေရှိတယ်ပေါ့ဒါခွန်ပြောပြသွားရင်ねဒါကသူပြောရတဲ့စကားအဲ့တော့ကျွန်တော်တို့ကတန်စင်းစမ်းလို့ပကဖရပါတယ်ပြည်သူကကိုညီမလို့ PDF ကပါ ပြီးသူကာကွယ်ရေးအဲ့တော့ဖြစ်တဲ့နံဒီကျွန်တော်ပြီးသူကာကွယ်ရေးတစ်ဖွဲ့စစ်တပ်ဒီနော်လက်ရှိရန်သူဖြစ်တဲ့စစ်ကောင်စီကိုတိုက်မဲ့စစ်တပ်ဒီကျွန်တော်တစ်ဖွဲ့ပဲရှိတဲ့ဟုတ်တယ်မလားပါကဖတ်ရှိမယ်ဆို PDF မထားနဲ့ PDF ရှိမယ်ဆိုပါကဖတ်မထားနဲ့အဲ့တခုရှိတယ် PDF တွေကဒီနယ်မြေကိုဝင်တိုက်မယ်နယ်မြေကိုတိုက်ပြီးတော့ရန်သူတင်းစင်သွားပြီးဒီနယ်မြေကိုကိုယ့်ရဲ့အောက်ထုံးမှုအောက်မှာထိန်းထုံးမှုအောက်မှာရောက်သွားပြီးဒီမြို့ကိုရောက်သွားပြီးဆိုရင်အဲ့ဒီအတွက်ကျွန်တော်တို့အောက်ထုံးရန်နဲ့ပေါ်ဆောင်မယ်အဲ့ဒီမှာပါအဖဝင်လိုက်မယ်ရဲတပ်ဖွဲ့ဖွဲ့စည်းလိုက်ဒီနယ်ရဲ့အောက်ကနေ ရှင်းရှင်းလေးရဲနဲ့ပအားဖားနဲ့အုတ်ထုတ်ရဲ့အဖွဲနဲ့ပေါင်းပြီးတော့ဒီအောင်နေမျိုးတင်ငေးအေဂျင့်အုတ်ထုတ်ပြီးရင်စစ်တပ်ကအရှိမဆက်တိုက်ဒီမှာကာကွယ်ရေးအတွက်တန်တန်တင့်ထားပြီးလို့ရှိရင်ဒါဆိုရင်ရှုပ်စရာအကြောင်းမရှိဘူးနောက်တစ်ခုကကျွန်တော်ဒီတော်လှန်ရေးမှာအရေးကြီးဆုံးလုပ်ရမယ့်အရာကျွန်တော်အဲ့ဒီထောက်ဖို့တက်ဖွဲ့ကတီးတန့်အဖွဲစည်းတင်နော်မြို့နယ်နိုင်ခရိုင်တိုင်းမှာရက်ရွာတောင်ဝင်ခံမြို့နယ်တောင်ဝင်ခံခရိုင်တောင်ဝင်ခံအစင်းစင်းနော်ဒါအဲ့ဒီတောင်ဝင်ကိုထောက်ဖို့တက်ဖွဲ့ဝင်ရမယ်လို့ပါအဖောက်ပဲ ပူတွဲပြီးပေးလို့ရတယ်။လာကုန်လာလို့ရှိရင် မြို့နေရစပြီးတော့နော်အပေါ်ဘဟုထိအလုံးပေါင်းဒီမြို့နေရဘလောက်တက်တယ်။ရံမုံဝင်ရှမ်းနေအကောင်လုံးထုတ်ခိုင်းပြီးလို့ရှိရင်နော်တုမြို့နေမှာတက်လာတဲ့ဟာဘလောက်ရံမုံဝင်တက်တယ်ထပ်ဆိုင်ပေးရမလား။လိုအပ်လို့ရှိရင်လည်းပူလို့ရှိရင်လည်းအခြားမြို့နေကိုခွဲပေးမယ်။အကယ်၍ဒီမြို့နေမှာရှိတဲ့တော်နိုင်အင်အားစုတွေနော်ပြန်ခွဲတော့မယ်။ဒါဆိုလို့ရှိရင်ပြည်သူတိုင်းအားကိုးနေစံမလိုဘူး။ရံမုံဝင်ရှာဖွေတဲ့အပိုင်းမှာလည်းတူတစ်ပေါက်ငါးတစ်ပေါက်နဲ့အလေလွတ်ဖြစ်เสียရှိတော့နော်အခုကြတော့ ဘုရင်ကပြောရံမွေရှာနိုင်တဲ့အပွက်တွေရှာနိုင်တယ်မရှာနိုင်တဲ့အပွက်တွေလိုအပ်ချက်များစွာနဲ့ကြောင်းတက်နေတာအဲ့ဒီပုံမှာအင်အားတွေကမကွဲတဲ့မကွဲနှုတ်ထွက်တဲ့အပွက်တွေကနှုတ်ထွက်ဘုရင်ကပြောပတ်တာဖားနဲ့ BDF ထိတွေ့မှုပြဿနာကဒေတာတိုင်းမှာဖြစ်တယ်နော်ဒါဒီကမဖြစ်တဲ့အရာတွေအလန်းကျဲပြီးတော့အလေလက်တလို့ဖြစ်နေတယ်နဲနဲနဲ့စိတ်စိတ်သွားတဲ့အရာကြီးမှာအကောင်နောဝိုင်းထားတယ်တိုက်ရင်ပေါင်းမြောက်များစွာစကိုင်းတိုင်းတစ်ခုလည်းနော်တိုက်ရင်ရာကြီးရှိတယ်အဲ့တော့ဒါဒီကဘုရင်ကပြောလို့ budget လိုငွေ မှုတွေဖြစ်လာဦးညံ့ပြောရတာဖွဲ့ဆိုသူတို့ဆိုဘာထောက်ပံ့မှုမရဘူးမပြောမှဆိုအများကြီးဒါပေမဲ့တောင်းတော့ဟောက်ကျွန်တော်က public မှာထုတ်မပြောဘူးဆိုတာကမပြောတဲ့အရာတွေမပြောတာဒါပေမဲ့ကျွန်တော်တို့တွေကအဲ့လိုမျိုးတရုတ်ကရုံမှမှုကိုတောက်ပြန်မှုအတွက်ကျွန်တော်တို့ဘက်မှာချစ်ချစ်လင့်လင့်နဲ့စီလုံးညီမှုရှိဖို့လိုပါတယ်တရုတ်ကဘာလို့အခုလာချိုးကိစ္စအတားကျွန်တော်တို့တော်နိုင်ရင်တော့အချက်ပေးခေါင်းလောင်းနိုင်မှာတော့လာချိုးကိစ္စကိုခပ်ပေါက်ပေါက်တွက်လိုက်မယ်ဆိုရင်နောက်တစ်ဆင့်တရုတ်လှမ်းလာတဲ့ချင်းလှမ်းဘယ်ကိုတင့်မလဲဆိုတာကိုတော်နိုင်အင်အားစုတွေအထူးသဖြင့်တိုင်းနာအီယာဟုတ်ကောင်းဆောင်တွေအားလုံးကသဘောပေါက်ဖို့လိုအပ်နေတယ် ်ငါတိုင်းတာလက်နဲ့ကိုင်အဖွဲ့မှလာငါခေါင်းဆောင်ကိုအဖွဲ့တော့ပဲကိုကြည့်ပြီးလုပ်နေလို့မရဘူးဘုသူထုံးမြတ်နိုင်ပြောထားတဲ့စကားလိုပဲကျွန်တော်ကိုဒေတာကိုအဖွဲ့တော့ပဲကြည့်လို့မရဘူးအားလုံးနဲ့တက်ဆိုင်တဲ့ကိစ္စနော်တရုတ်ကဘလောက်ဒူပါသွားလဲစဉ်းစားကြည့်ဦးလာချိုကိစ္စတရုတ်ကိုမေးချင်တာကဒါလောက်ပြည်သူတွေတက်ဖြတ်ထားတဲ့ဒီစစ်ခေါင်းဆောင်ကြီးရဲ့စစ်ရာဇဝမှုကျူးလွန်လာတဲ့အရာတွေအားလုံးကိုနော်ခဝါချပေးပြီးတော့အပြစ်ရက်လိုက်တဲ့အရာတကောင်းစင်အောက်မှာဖြောက်ပေးလိုက်ကမှလားအဲ့ဒါဆိုရင်လူပေါင်းမြောက်များစွာတတ်ချင်တိုင်းတတ်ခွင့်ရတယ် တဲ့တဘောပဲနော်အဲ့လိုပြောတော့ဝောင်ဆိုတဲ့ခွေးသားဟမ်မင်းမိသားစုကိုသူများတတ်ပြီးတော့အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုမင်းဘယ်လိုခံနိုင်မလဲလို့ပြန်မေးရမှာနော်တကယ်လည်းဒီလိုကောင်မျိုးတွေဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကတိထားမှာအခုဒီတရုတ်ကကြီးဘယ်လောက်ယုံမှလဲစဉ်းစားကြည့်ဒီလိုယုံမှလဲလောက်ရက်ကိုပေါ်တင်လောက်ပြီးတော့ဂျောင်းလင်းဂျောင်းစန်းလောက်နေတဲ့ကောင်ဒီလိုဒီကောင်ကောင်မျိုးတွေကိုတုတ်ပြန်မှုအတွက်ကျွန်တော်တို့ဘက်မှာအင်အားတွေလိုအပ်တယ်အခုကအင်အားမရှိဘူးလားမဟုတ်ရှိတယ်ဒါပေမဲ့တူလဲတူတစ်ခွက်နေတယ်ကိုလဲကိုတစ်ခွက်နေတယ်မစွကြဘူးဒါလိုမစွကြဘူး ီလိုစုမှကျွန်တော်ထိုးလို့ရမှာဒီလိုနင်းနေသွားထိုးလို့မရဘူးကျွန်တော်တို့နော်ဒီလိုနင်းနေတစ်ချောင်းချောင်းလာထိုးရလိမ့်မယ်အခု MND ကိုထိုးကန်ထိပွဲပြီဒါ MND ရရှိတဲ့ပြီးတော့ထိုးစင်လဲစင်လို့မရတော့ဘာမှလုပ်လို့မရတော့ပေဝါလာတဲ့အတူတူပဲနော်အဲ့တော့မြောက်ပိုင်းမဟာမိတ်ညီနောင်တုံးခွက်မှာ MND တစ်ဖွဲ့ပေဝါလာတဲ့အတူတူပဲဘာမှသူလုပ်လို့မရဘူးအေးတခုရှိတယ်သူရှိရလက်နဲ့ပြီးနော်လူရင်အားတွေကိုယူနီဖောင်းပြောင်းပြီးတော့အခြားဖွဲ့နဲ့ပူးပေါင်းပြီးတော့တော်လိုင်းမှနော်ကလင်ကြီးပုံစံမျိုးပေါ့ရှင်းရှင်းပြောရရင်တော့ပွင့်ရင်လင်းပြောရရင်တော့ဟုတ်တယ်မလားအေးအဲ့လိုမျိုးကစားလို့ရရင်ရမယ် MNDA ခေါင်းစဉ်နဲ့ဘာမှလုပ်ခွင့်မရတော့ ဆိုတော့အခြားအခြားတော့တိုင်းနဲ့လက်နဲ့ကင်အဖွဲ့လေးနဲ့ဒါကိုမြင်ဖို့အရေးကြီးတယ်အဲ့လိုဖြစ်လာရင်ကျွန်တော်တုတ်ပြန်မှုတော့ကဒီလိုမျိုးငါလဲငါဖွဲ့ငါနေမယ်ငါငါဒေတာလောက်ငါကြည့်ပြီးနေမယ်ဆိုရင်တော့တထောင်ထောင်ထိုးရနေမယ်နော်ဒီလိုစုံနိုင်အောင်စုံမှအဲ့ချောက်ဘောက်ကိုထိုးလို့ရမှာဒါကြောင့်မို့လို့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့နော်မြေပြတ်နဲ့အခိုင်အမာအင်အားတွေဖြစ်အောင်ဝိုင်းလောက်ကြောင်လိုအပ်တယ်ပြီးရင်မဟာမိတ်ကြစ်လက်အောင်တိဆောက်ကိုဝိုင်းကြိုးစားပေးကြပါလို့ကျွန်တော်ခေါင်းဆောင်တွေအားလုံးကိုတကယ်လေးလေးနက်နက်နဲ့တိုက်တွန်းပါတယ် โอเคနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီမနေ့ဖြန်အတွက်ဒီမိုးလေဝသသတင်းလေးကျွန်တော်နားထောင်ကြည့်အောင်เนาะအခုချိန်မှာဆိုရင်ဒီစပိုင်းတဲ့ဟာတွေရှိတယ်ဒီကောက်ပဲသိနေတဲ့ပတ်သက်တဲ့ဟာမျိုးတွေရှိတဲ့အချိန်မှာမိုးသတင်းကတကယ်ပဲအရေးကြီးပါတယ်เนาะအဲ့တော့မနေ့ဖြန်အတွက်ရာသီဥတုဘာတွေဖြစ်မလဲဆိုတော့တခြားနားထောင်ကြည့်အောင်เนาะ9ရက်နေ့မှာတော့တောက်ကြနေ့မှာမြန်မာပြည်တောက်ပဲကြားမှာဆက်လက်ရွာသွန်းသလိုပဲမွန်ပြည်နယ်မှာမိုးပွဲကြနိုင်တယ်ကယားပြည်နယ်မှာမိုးပွဲကြနိုင်တယ်လို့ပဲချင်းပြည်နယ် မြောက်ဖက်စကိုင်းတိုင်းမြောက်ဖက်ကချင်ပြည်နယ်မြောက်ဖက်တွေမှာလည်းမိုးဆက်တဲ့ကြမှာပါလာမယ့်26ရက်နေ့မှာတော့တနင်္လာရီတိုင်းကရင်ပြည်နယ်မှာမိုးရွာနိုင်တဲ့အနေအထားရှိသလိုပဲမြန်မာပြည်ထိပ်ပါလဲဆက်လက်မိုးရွာမှာဖြစ်ပါတယ်လာမယ့်29ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အို ဖြတ်ဝင်လာတဲ့တိမ်တင်ကြောက်မလို့ရခိုင်ရိုးမာမှာမိုးအနေငယ်စတင်ကြသလိုပဲကြာပြည်နယ်မှာမိုး ရွာနိုင်တဲ့အေယာဝတီတိုင်းမှာမိုးစရွာတော့မှာဖြစ်ပါတယ်ထို့တူတနင်္လာရီတိုင်းကရင်ပြည်နယ်မှာမိုးရစိတိတသမလေးလမတောက်ထိရွာသွန်းနိုင်တဲ့အနေဓာတ်ဟာကြိုတင် ပြင်ဆင်ဖို့လိုအပ်လာပါဒါမဲ့တနင်္လာနေ့28ရက်နေ့ရောက်တဲ့အခါမှာတော့မြမပြည်အလယ်ပိုင်းမှာ စတင်ပြီးတော့မိုးကျနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမရပါတယ်အထူးသဖြင့်ငလျင်ဒေသဖြစ်တဲ့ နေပြည်တော်နဲ့မန္တလေးကြားမှာဖြစ်ပါတယ်ထို့အတူ စိုက်ပျိုးရေးအတွက်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းတို့မှာလည်းမိုးစတင်ရွာသွန်းနိုင်တဲ့အနေအထားရှိပါကျွန်တော်တို့သတိထားရမှာကတော့လာမယ့်28ရက်တနင်္လာနေ့မှာဆိုလို့ရှိရင်တော့ကြာပြည်နယ်ကရင်ပြည်နယ်တနင်္လာတိုင်းတို့မှာဆိုရင်နေရာကွက်ပြီးတော့စတင် မိုးကြီးနိုင်တဲ့အနေအထားကို ကျွန်တော်တို့ခံမလို့ရပါတယ်။ဒါမဲ့29ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့ပုံမူပြီးတော့မိုးရွာသွန်းမှုများလာပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးနေပြည်တော်မန္တလေးနဲ့ရှမ်းပြည်ဆက်ဆက်ဒေသတစ်ခုလုံးစစ်တောင်းမြဝတစ်ခုလုံးပဲခူးတိုင်းရန်ကုန်တိုင်း AOD တိုင်းတို့မှာမိုးရေကြီးတက်သမ၄အထိ ရရှိတဲ့ကဲ့သို့တနင်္လာရီတိုင်းမှာလည်းဆက်လက်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ရှမ်းပြည်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မိုးပွဲရနိုင်တဲ့ငလင်ဒေသမှာဆိုလို့ရှိရင်တော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းမှာအလဲကောင်မှာနေရာကွက်ပြီးတော့မိုးပွဲရွာနိုင်တဲ့အတွက်ကြောင့်မလို့မြေပြင်မှာအိတ်နေတဲ့လူတွေအထူးသတိထားဖို့လိုအပ်တယ်လို့ပဲ ချင်းတောင်တန်းမှာမိုးပွဲကျနိုင်တယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးကျွာသွန်းနိုင်ပါတယ်လာမဲ့30ရက်ဘုတ်တစ်ခုနေ့မှာတော့မြန်မာပြည်အနှံ့အပြားမှာနေရာကွက်ကြားမိုးရွာနိုင်သလိုပဲအချို့နေရာဒီမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်အထူးသဖြင့်မန္တလေးတိုင်း စကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အစပ်ဒေသတစ်ခုလုံးမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ကျွန်တော်တို့သတိထားရမယ့်ချက်က ကျွန်တော်တို့စောစောအပြခဲ့တဲ့မိုးတောင်ဒိန်များနဲ့ဘင်္ဂလားပင်လယ်ကဖြတ်ဝင်တဲ့တိမ်နှိမ့်နေကြောက်မလို့ကောင်းငင်မှာလျှက်စစ်တပ်ဖြစ်ပေါ်ပြီးတော့မိုးထစ်ချုံတန်ကြားပြီးတော့မြေပြင်ကို မိုးကြိုးပစ်ခြင်းနေကြုံရနိုင်ပါတယ် ထို့အတူ တောင်ဘက်ကဝင်သွားတဲ့လေဘူးစီးချောင်းကအပေါ်ကနေတိုက်ခတ်နေစဲမှာမြောက်ဘက်က ဝင်လာတဲ့လေစီးချောင်းကိုဖိတဲ့အတွက်ကြောင့်မလို့နှစ်စဉ်လေပြင်းတိုက်ခတ်တဲ့ရှင်းတွင်းမြေဥဒေသအေယော်ရီမြေဥဒေသမှာမြေဆိုင်လေတိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားကြဖို့သတိပေးလိုပါတယ်ကဲဒါတော့เนาะဒီတစ်ပတ်စာကိုသူပြောထားတဲ့မိုးလေဝသသတင်းလေးပဲဖြစ်ပါတယ်เนาะ ဟုတ်ကဲ့ဒီနေ့မှာတော့ဗောနော်ကျွန်တော်တင်ဆက်မှုဗီဒီယိုလည်းနောက်ကျသွားတဲ့တပ်ဗောနော်ခက်သွတ်သွက်လေးကိုကျွန်တော်တင်ဆက်ပေးလိုက်ပါမယ်နော်ဟုတ်ကဲ့အစားအဆုံးရှိပြီးသွားတယ်မိဘပြည်သူရောက်စင်ထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းမမေအောင်လိုင်းစစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံမှာကင်းလွတ်ကြပါစေလို့နှလုံးသားထဲကနေဆုတောင်းပေးလိုက်ပါခင်ဗျာ